ကျွန်တော်ဒီနေ့အတွက်တယောစာလေးတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်။ဒီတယောစာလေးကိုတော့ကျွန်တော်ကိုယ်တိုင်ပဲရေးသားထားတာဖြစ်ပါတယ်။ကျွန်တော်ရေးသားထားတဲ့တယောစာများစုဟာမြေပြင်အခြေအနေတည်ချက်လက်များအပေါ်အခြေခံပြီးရေးသားထားတာဖြစ်တဲ့အတွက်တရားရဂိုင်းတို့တယောစာစစ်စစ်တော့ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်ခင်ဗျာ။ကျွန်တော်ရဲ့ YouTube Channel ကိုအားပေးကြည့်ရှုနေကြသောပြည်တွင်းပြည်ပမှချစ်တော်များနဲ့အတူမြန်မာပြည်နေရာနှံပြရှိငရင်ဘေးသင့်ခံပြည်သူများ ဘေးကင်းကြမှာကြပါစီဗျာအေးတော်ဘုံအောင်ကိုအောင်ရမည် ကျိုးကိုကွင်းရဲ့စေရနာနေပြည်တော်စေယုံကျုပ်ပေးရှိအရေးပေါ်တာလပတ်စီဝေခမ်းမာဤမလန်မကန်းရှိကဲတဲ့ရေးပစ္စည်းတိုးလောင်ထားရာယာယီရွက်ပြင်တဲ့အတွင်၌တရေကျိုးကိုကွင်းပိုင်ရှင်ဖြစ်သူဒုတိယလူမလှုပ်ရှုပ်နေလေသည်အကြောင်းမူကားအရင်အတွက်အသုံးဝင်မည့်နိုင်ငံခြားဖြစ်ဗရန်လီများပါလီမလားဆိုတဲ့မျှော်လင့်ချက်နှင့်ပြည်သူတွေအတွက်ပြည်ပနိုင်ငံများကပေးပို့လာသည့် ကယ်ဆယ်ရေးပစ္စည်းပုံကြီးတွေကိုမှွေနှောက်ရှောက်ဖွေနေခြင်းကြောင့်ဖြစ်လေ။ထိုခိုက်မှာပင်ဘောင်းမီအိတ်ကတ်ထဲမှဖုံးကအတံမြီလာ၍ဖုံးမှန်ပြင်ပေါ်မှာပေါ်လာသည့်နာမည်ကို ကြည့်လိုက်ပြီးတော့ပြည်စောထူတဲ့ပြည်ကကိုစောထူဖုံးဆက်တာများလားဟူ၍မိတ်ဆွေတို့အတွေ့မပွားစီလို့ဒါကကိုကွင်းတို့လိုစစ်ပေါ်ချုပ်ကြီးများဤသူမတူသောညာဤဖြင့်တတ်မှတ်ထားသည့်လျှို့ဝှက်ခေါ်ဝေါ်တာဖြစ်သည် ပြည်စောထုဆိုရာမုတ်ချအေကံအမှန်ပြူစောထီတာဖြစ်သည်ဟယ်လိုအဖတ်သူကြုံကြည်ခမအေးပြောစောထုစကိုင်းချင်းနေဘာထုလို့လေဘေးတွင်ကွင်းသာကွင်းပိန်နဲ့စကားဟူ၍ထဲထားသောအမည်ကြောင့်စကိုင်းဘက်မှတာဝန်ယူနေသော သူတပည့်ပြူစောထီဖုံမှန်ကိုကွင်းတန်း၍တည်လိုက်သည်အဖတ်သူကြုံကြည်မှာချထားတဲ့အတိုင်းကျွန်တော်တို့တေချာဆောင်ရွက်နေပါလေ ဒါပေမဲ့ခုကကေဇေဟိဖွဲ့တွေနဲ့ပရဟိတာဖွဲ့တွေကသခိုင်းကိုကြော်ပြီးပြည်သက်တွေရဲ့နေမြေတဲကိုဝင်ဖို့လုပ်နေကြလို့ပါပါပြည်ဆောင်းထုတ်ဤစကားကြောင့်ကိုကွင်းတကောင်နှုတ်မှရောင်၍ဟောင်မိမလို့ဖြစ်သွားသည်ဟေးမဖြစ်ဘူးမဖြစ်ဘူးတော်ကြာစားနဲ့ရေခါရီနဲ့စေဝါရီပြည်သက်တေစီရောက်သွားလိမ့်မယ်ရအောင်သာပိတ်ထားကွာသခိုင်းနေတွေကဘာမှအေးမကြည့်ဘူးငါတို့စစ်ကြောင်းတွေကအမြဲတမ်းမီးရှို့ လက်နဲ့ကြီးနဲ့ပြစ်လေရင်နဲ့ဘုံကျဲနေတာနေရာတွေမဟုတ်လားအမတန်းမှကုညီကယ်ဆယ်နေခြင်းရင်လေအဲ့ဒီကယ်ဆယ်ရေးတွေနဲ့ပရဟိတတွေကိုနေပြည်တော်ကိုလွတ်လိုက်ဘယ်နေကွာပြည်နဲ့တွင်နေလဲဝင်သွားမှာတော့ငါတို့အတွက်ဝင်ပေကြံတော့မလို့အေးအေးငါကြစ်ချက်လုံးလိုက်မေကိုကွင်းဤပြပြတလေတားမြစ်တန်းကြောင့်ပြူစောထီးမှာကြက်ရွေကျင်းတ်သွားသည် လင်းချင်းတူမတော့ဘူးဆိုချင်းလဲအတူတူဖြစ်လေသည်မဟုတ်ပါလားငရင်ဘေးဆိုကြီးကြောင့်ဘယ်သူတွေဘလောက်ပဲဝမ်းနေကြေခွင်နေချပါစီပြူစောထီတို့တအုပ်ကတိတ်ပျော်သည်အခုဆိုရင်တမျိုးလုံးဆွေလုံးပြူစောထီလို့၍ငရင်တန်နဲ့မှိန်၍စံစားနေကြရပြီအချိုးပြေးတဲ့ပရာဟိတဖွဲ့ရီစီကဆိုရင် လိုသမျှအကုန်ယူ၍လှုပ်ပေးထားလိုက်ပြီး အချိုးမပြေးတဲ့ပရာဟိတသမားတွေဆိုရင်တော့လေ မနေ့ကပဲမင်းကုန်းကိုကုညီကယ်ဆယ်ရေးသွားမလို့ဆိုတဲ့ဖွဲ့တစ်ခုနဲ့စကိုင်းမျိုးအထွတ်မှာစကားချီတင်ဖြစ်ရသေးတယ်။ပြူကြီးတို့ကအေးဆေးပြောနေတာကိုလက်မခံလို့စစ်သားတွေနဲ့ရဲတွေကိုပင့်ပေးလိုက်တာပေါ့။ဟဲ့ဟဲ့တည်တယ်မဟုတ်လား။အဘသားတွေနဲ့လဲတွေ့ရောမင်းတို့ဘသူတွေလဲဘယ်ကလဲဘာရည်ရွယ်ချက်နဲ့လဲတက်ဆိုင်ရာမင်းကုန်းအာဏာပိုင်တွေနဲ့ရောချိတ်ဆက်ထားပြီးပြီလားဆိုပြီး ဖြဲတော့တာပဲနောက်ဆုံးမင်းတို့အဲ့ဒီလောက်သွားခြင်းတပဆိုရင်စံစီစောက်ပါဝင်ရိတ်ခါနဲ့ရေတန့်စေဝါးတွေကိုဒီမှာထားခဲ့ လူကြီးပဲသွားဟိုဘက်ကအာနာပိုင်တွေနဲ့ချိတ်ဆက်ပြီးငါတို့လူပေးလိုက်မယ်ဆိုပြီးကိစ္စဖြတ်လိုက်တော့မှနောက်ကြောင်းပြန်လဲသွားကြတယ်ဒီကယ်ဆယ်ရေးတွေပရာဟိတအဖွဲ့တွေကလည်းအမှတ်မရှိကြသေးဘူးမနစ်တုံးကရေပေးမှလဲကြုံခဲ့ရပြီးသားဘေးတင်ဒေတာတွေကိုသွားမယ်ဆိုရင် ်တပ်ဆိုင်ရာဒေတာအာဏာဝိုင်ဖွဲ့စည်းတွေနဲ့ချိတ်ဆက်ပြီးတော့ကယ်ဆယ်ရေးအတွက်ပေးမဲ့ပစ္စည်းတွေကိုစည်ရင်စရာနဲ့တကွာအတိအကျတည်ယူရမယ်ဆိုတဲ့ခွင့်ပြုချက်ယူမှတည်ခွင့်ပေးမယ်လीစစ်သားတွေရဲတွေနဲ့ပြူတွေမှာလေမိသားစုတွေနဲ့ပါအိမ်အပြန်ကိုမျောနေကြတဲ့သမီးသားတွေနဲ့ဇနီးမယားတွေရဲ့မျက်ဝန်းတွေ အောက်မှာဘယ်သူကများလက်ပလာနဲ့ပြန်ကျင်ကြပါမလဲ အခုတော့တိုင်းပြည်ကိုကယ်ဆယ်ရေးသမားတွေပရဟိတသမားတွေလက်ထဲကနေကာကွယ်စောင့်ရှောက်ဖို့အတွက်သဂိုင်းမျိုးပေါ်မှာလက်နက်ကင်ပြည်သူစစ်နဲ့ပြူစောင့်ထီတချို့ကသဂိုင်းမျိုးနယ်အတွင်းရှိကြေးရွာများနဲ့သဂိုင်းတောင်ရိုးဘက်သို့တွားမိကယ်ဆယ်ရေးရင်များကို စစ်ဆေးခြင်းရိတ်ခါပစ္စည်းများကိုစစ်ဆေးခြင်းကယ်ဆယ်ရေးသွားမဲ့သူများ၏မှတ်ပုံတွေများကို စစ်ဆေးခြင်းတွေကိုလှုပ်ဆောင်နေရတာပေါ့မျိုးပေါ်ပြင်ပကူညီကယ်ဆယ်ရေးသွားမဲ့ဆိုရင် မြို့နယ်ခွင့်ပြုချက်ရရင်ဟောင်းမြို့နယ်ခွင့်ပြုချက်မပါရင်တော့ကျုပ်တို့ခွင့်ပြုတဲ့ကြေးရွာတွေကိုပဲတော့ပြီလူရမယ်ဖိတ်ချင်းဖိတ်ကိုယ့်အိမ်ထဲဖိတ်ရပြီမပေါ့ငရင်တန်ကြောင့်လှုပ်ပြက်ကင်ပြက်ပြူရွာတွေကလည်းအများကြီးလीဟောပြောရင်းဆိုရင်နောက်ထပ်ရင်တန်းတစ်ခုထက်ရောက်လာပြန်ပြီတတောင်းတန်များဖြင့်ဖောင်းကားနေသောအိတ်ကပ်ကိုတာဖီရင်ပြီစောထူးတယောက်လီလေးတချုံချုံဖြင့်လက်ထဲမှာကောက်ပါစာထုတ်တနတ်ကို ဟန်ပါပါကင်မြောက်၍လမ်းမော်ကကာရန်ကိုလက်ပြတားဆီးလိုက်လေတော့သည်ငလင်ဘေးကူညီကယ်ဆယ်ရေးဖွဲ့များနေဖြင့်မြေသည့်ဖွဲ့စည်းမစိုးတီကြောင်လွတ်လပ်စွာရက်တည်၍ဆောင်ရွက်ခွင့်မရှိဘဲကြိုတင်ခွင့်ပြုချက်တောင်းခံထားသည့်အဖွဲ့စည်းများဖြစ်ရန်လိုပြီးတပ်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူတကွပူးပေါင်းဆောင်ရွက်မှသာခွင့်ပြုပေးသွားမည်ဖြစ်သည်ကိုမူဝါဒတရအနေဖြင့်ဆောင်ရွက်သွားရန်လိုကြောင်း တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့်လည်းမိမိတို့သက်ဆိုင်ရာနယ်မြေများသို့ရောက်ရှိလာသည့်ကုညီကယ်ဆယ်ရေးဖွဲ့များ NGO ဖွဲ့စည်းများကိုမိမိတို့ကုညီကယ်ဆယ်ရေးဖွဲ့များနှင့်အတူတကွပူးပေါင်းဆောင်ရွက်မှသာခွင့်ပြုပေးတော်ရန်လိုကြောင်းအကြံဉာဏ်ရေးသားထားသည့်အမိန့်ကြေညာစာကို အပြန်ပြန်လှန်လှန်ဖတ်ရှုလိုက်ပြီးနောက်ကိုကွင်းမှာကျေနပ်အားရစွာပြုံးလိုက်လေ၏ထိုင်းမှာစီဝေးသွားတဲ့နေရင် ညရင်းချင်းတက်တုပ်ရိုက်၍ပြန်လာပြီးနောက်တက်ချုပ်ကြီးတယောက်အိမ်ထဲမှအိမ်ပြင်မထွက်တာနှစ်ရက်ပြည့်တော်မူငလင်ဘင်းနဲ့ပတ်သက်ပြီးမင်းမဲကြည့်ကျဲလှုပ်လိုက်တော့ကွာဟူသောတက်ချုပ်ကြီးရဲ့စကားကြောင့်ဒုတိယလူခိုးဝင်တယောက်အခွင့်ကြုံတော့မှမိမိရဲ့ပညာတွေကိုအတကုံထိုးသွင်းပြသနေခြင်းဖြစ်၏ဒီကြားထဲမှာကိုကွင်းကံကလေးကထလာခြင်းတော့ ဟိုတနေ့ကဗမော်ဝင်တင်တက်ရင်ကနေလင်းဝင်သွားတဲ့တက်ချက်ကြီးတွေကမီဒီယာကနေထောက်ဖော်ပြန်နေမင်းအွန်လိုင်းကိုထောက်ခံတဲ့သူနဲ့စိုးဝင်းကိုထောက်ခံတဲ့သူဆိုပြီးတက်ထဲမှာနှချမ်းကွဲနေတယ်စိုးဝင်းကိုထောက်ခံတဲ့သူကပုံများတယ်ဘာဖြစ်လို့လဲဆိုတော့မင်းအွန်လိုင်းကိုယုံကြည်တဲ့သူကနေတယ်တဲ့ဟုတ်တော်ရှိမဟုတ်တော်ရှိဓမြပူကြီးမာလကီးယာရင်လက်ထောက်ကဂိုင်းချုပ်ဖြစ်ရတာဓမ္မရာပဲမဟုတ်လား ုံးမှာအလုတ်တွေရှုံနေရတဲ့ထဲဟိုကောင်မဲလုံးကတမောင်းတက်ချုပ်ကြီးကလည်းအိမ်ထဲကအိမ်ပြင်မထွက်ဘူးဒုချုပ်ကြီးကျွန်တော်ဘာလို့ရမလဲလာမင်းနေလို့သူ့အကြံတစ်ခုပေးလိုက်တော့ကိုဒီကောင်ကချက်ချင်းထအကောင်တဲဖော်လိုက်တယ်သူများကအပြည့်ရက်ထားတာကို KNA TNA လေး KNPP KNU နဲ့ PDF များကစစ်တပ်ကိုဝိုင်းပြီးတိုက်ခိုက်နေကြတယ်ဗမော်ကို KNA တွေကလာတိုက်ခိုက်တယ် နောင်ချိုကတောင်ခန်းကို TNL ကလာတိုက်တယ်။ KNPP ကဖားဆောင်ကိုတိုက်တယ်။ AA ကလည်း AR တိုင်းကိုတိုက်ခိုက်နေတယ်။ပြည်တဲ့တွေကလည်းမကွေးတိုင်းစမီညွန့်မြို့နယ်ရှိစစ်တပ်စခန်းကိုဒရုန်းနဲ့ပုံကျဲတယ်။ KNU ကလည်းကတိုင်ထိစခန်းကိုလာတိုက်တယ်ဆိုပြီးခက်တီတီနဲ့ထအော်တယ်။မေဘေးစောက်ပိန်းငရင်လောက်တဲ့နေကစပြီးလေရင်နဲ့တောက်လျှောက်ပုံကျဲချနေတာကိုတတိုင်းပြည်လုံးသိတယ်။ဒင်းတာမသိတာ။ အခုချိန်မှာကန်တရားကရော အချင်းနေရီကပါသူ့ဘက်ပါနေတယ်။တတ်ချုပ်ကြီးကြောက်ချီပန်းပြီးအိမ်ထဲကအိမ်ပြင်မထွက်သေးတော့ကို သူကတော့ခွေခွေချင်းသေးတွေ့တာနဲ့တည်တည်။ဟိုးဦးကြောင်ကြားကောင်မျိုးအောင်က မန်လေးဝင်ကြီးချုပ်ဖြစ်နေတာကလည်းသူ့အတွက်တပန်းတာနေပြန်ဤ။ဟိုတနေ့ကလည်းတတ်ချုပ်ကြီးရဲ့ညွန်ကြားချက်အရဆိုပြီးငပြောသီးရောင်းနဲ့ကားကိုပေါ်တာဆွဲပြီးဖျားပေါ်တက်အလုတ်ရှုပ်နေတယ်။အမှန်ကဒီလို့ ငရင်နဲ့နဖူးတွေ့ဒူးတွေ့ကြုံလိုက်ရတဲ့ပြည်သူတွေစိတ်နှလုံးညှိုးနှွမ်းနေချိန်မှာမန်လေးတိုင်းဝင်ကြီးမျိုးအောင်ဟာကြံ့ရမယဖြစ်နေတယ်။ကွယ်လွန်သွားရှာပြီးဖြစ်တဲ့ရက်သားဆိုးရဝင်ကြီးဒေါက်တာဇော်ရုံးကလိုမြို့မြစ်သားလေးခံယူခြင်းနဲ့ပစိုးလေးမကောင်မကောင်နဲ့ပြည်သူတွေကြောက်ကိုလည်းမစင်ရဲဘူး။ဒီတော့သူ့မှာကိုယ်ကိုယ်စရာအဘမအလာကလွဲ့ပြီးမမြင်ဒီတော့အဘစီကိုပဲအကူအထာပြုတ်ပြီးဖုံးလန့်ခေါ်ရတယ် အဖတ်တချုပ်ကြီးခမညာပြည်သူတွေအမြင်ကြည်လင်စေမဲ့လောက်ွက်လေးတစ်ခုလောက်တပည့်ကြီးကိုပျော်သနာပါအောင်ဆိုတော့တိုက်တိုက်ဆိုင်ဆိုင်အဲ့ဒီအချိန်ကမဟာလာခမညာထိုင်းပြည်သူတွေကဝိုင်းစေယုံမကထိုင်းလွတ်တော်မှာလဲမိကုန်းထုတ်ခံရထိုင်းတက္ကသိုလ်ចောင်းသားလေးကလည်းအစီအွေချင်းပါရာဟိုတယ်ထိလာပြီးစံနာပြ ICC ကလည်းအင်တာပိုလ်အဖွဲ့ဝင်ထိုင်းနိုင်ငံကိုလှန့်ပြီးအဖမ်းခိုင်းလို့ တုတ်ခမညပဲကြည်လူရေတိတ်ချိန်မှာလေရင်ကွင်းကိုခိုးကြောင်ခိုးဝဲနဲ့ပြေးတပိုင်းတောင်းနေရခြင်းဒီတော့မအလာကစိတ်ပေါက်ပေါက်နဲ့ပြန်ပြောလိုက်တယ်အဖန်းကြီးခံနေရမယ့်ဂိမ်းမဆုံမဒီမအေလို့ကတမောင်းငါဘဝက190 130ထက်ပိုဆိုးတဲ့108ဖြစ်နေပြီကွာအခုတောင်ရွာကြီးကပတ်ပြီးလစ်နေရတာဖုန်းလိုင်းကမကောင်းလေတော့မျိုးအောင်ခမညမတက်မကွဲကြားနေရတဲ့အတန်ကိုဒီလိုဆက်ဆက်ကြည့်မိတယ် အဖမ်းကြီးဆိုတာဖိကျန်တရရှစ်ဆိုတာကကိုနဝင်းကြည်အောင် ပွဲထုတ်ခိုင်းတာရွာကြီးဆိုတာကိုလည်းသူ့နာရင်မှာရဲရဲချေးလို့ကြားလို့ချက်ချင်းပင်တက်တုပ်ရိုက်ပြီးဖျားဖို့တက်လို့တာပါတဲ့ဒါကြောင့်မို့ပြောတာဒီလိုလူတွေနဲ့ဒီလိုတိုင်းပြည်ကြီးကိုကဲတင်နိုင်မဲ့သူ ဆိုလို့မြမပြည်တပြည်လုံးမှာနေတကိုထိုးသွင်းလို့မတင်မျိုးမိုးလင်းအောင်ဟော်ဒီကတရေချိုးကိုကွင်းမယ်ရှိတာ။ ကို့အတွင်းနဲ့ကိုသဘောတကျပြုံးလိုက်ပြီးနောက်ဒုချုပ်ကြီးအရန်လူခမည်းလက်ထဲတွင်ကင်ထားသောအမိတ်ကျညာချက်စာရွက်ပေါ်သို့တစိုက်တုံးကိုအာရပါရထုလိုက်လေတော့သည်ဝေး